အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ် ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေဒီညကနေ့ဆုမွန်ကောင်းတောင်းပြလိုက်ပါတယ်။အဲဒီနေ့ညမှာပွဲကြီးပွဲကောင်းနေမလာခင်မှာတော့ကျွန်တော် Manchester United ရဲ့သတင်းတွေတနေ့ရက်ထဲမှာဒါအကုန်လုံးတင်ဆက်ပေးခြင်းနဲ့အဲလက်ရှိဒါ Manchester United သတင်းတွေနဲ့အတူပြောခြင်းတာကဒါ Manchester United သတင်း၃ခုကိုအဓိကပြောခြင်းတာဖြစ်တယ်။ပထမဆုံးသတင်းတွေနဲ့လက်ရှိမှာဒါကျွန်တော်အာမက်ဒီယာလူရဲ့ဒါကျွန်တော်တို့ Brian Ambon ဘူရူနေနဲ့ဒါကျွန်တော်အာဖရိကနိုင်ငံဖလားတွေတွားဆောင်ရမယ့်ကိစ္စကို Manchester United အသင်းနဲ့အာဖရိကဒါအသင်းတွေနဲ့အတူဒါကျွန်တော်တရားဝင်ဆွေးနွေးမှုတွေကိုစတင်ပြီးပြုလုပ်နေပြီလို့သိရတယ်ဒီမှာပါတယ် ်ဒုတိယသတင်းတစ်ခုနဲ့ Manchester United အသင်းကလက်ရှိဒါကျွန်တော်ကစားသမားဒါကျွန်တော်တို့ ဘန်ဂျမင်ဆက်စကိုတန်ရပေါ်မူတည်ပြီးတော့သူတို့နေတိုက်စစ်မှုကိုအသက်ဝဲယူမယူကိုဒါကျွန်တော်တို့ဆုံးဖြတ်သွားမယ်လို့ဒါကျွန်တော်တို့နိပြအာမိုရင်းကဒါတရားဝင်ပြောထားခဲ့တယ်ဆိုတဲ့သတင်းကိုဒီဒီပြောမယ်နောက်ဆုံးတစ်ခုကဒါကျွန်တော်တို့လက်ရှိမှာကိုဘီမိုင်းတို့ကိုမန်ချက်စတာယူနိုက်တက်အသင်းဘက်ကတော့ဒါထိုက်တဲ့နေစည်းရရင်ဆိုရင်တော့အပီးတိုင်အောင်ရောင်းချသွားမယ်ဆိုတဲ့သတင်းကောလာဟာလာတွေပါဆက်ထွက်လာတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တယ်အဲ့ဒီသုံးခုကိုဒါတနေရာထဲမှာပြောသွားမယ်ပေါ့နော်အဲ့တော့ပထမဆုံးသတင်းမှာလက်ရှိမှာကင်မရွန်းနိုင်ငံသားနဲ့ဒါကျွန်တော် Ivory Coast နိုင်ငံသားနှစ်ယောက်ဖြစ်တယ်ဒါကျွန်တော် AFCON ဒါကျွန်တော် National Cup မှာသွားပြိုင်ရမယ်ကစားသမားနှစ်ယောက်နဲ့ပတ်သက်ပြီးနေပြ ြောပထမဆုံးတယောက်ကတော့လက်ရှိမှာ Brian and Wambo Brian and Wambo ကလက်ရှိမှာသူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့သူကိုယ်တိုင်ဆုံးဖြတ်တာတဲ့ဆိုင်သူ့ရဲ့နိုင်ငံအသင်းနဲ့သူ့ရဲ့ဒါကျွန်တော်ကလပ်အသင်းနှစ်သင်းထိတ်တိုက်တွေ့ဆုံပြီးတော့ဒါဆွေးနွေးလိုက်တာကပို့ပြီးတော့အဆင်ပြေမယ်ဆိုတဲ့ပုံစံမျိုးနဲ့ဒါကစားသမားကတော့အသင်းသူ့ရဲ့ဒါဆုံးဖြတ်ချက်ကိုဒါကျွန်တော်တို့နှစ်ခုကိုဒါကျွန်တော်တို့လွှဲချလိုက်တယ်ပေါ့နော်ပြောရမယ်ဆိုဒါပေမဲ့လက်ရှိမှာဒါကိုယ်နိုင်ငံအသင်းထက်ဆိုင်ဒါကျွန်တော်တို့ကိုယ့်ရဲ့ကလပ်အသင်းကိုဒါကျွန်တော်ငဲ့ကြည့်တဲ့ကစားသမားအခုနောက်ပိုင်းမှာတော်တော်လေးကိုရှာရတဲ့ကြောင့်လို့ Brian and Wambo ရဲ့လှုပ်ရက်နဲ့ပတ်သက်ပြီးပြိတ္တတော်တော်များများကဒါနဲ့ပတ်သက်ပြီးအကုန်လုံးကချီးကျူးနေတာကို တွေ့ရမယ်တဲ့မှာပါတယ်။အဲ့ဒါနဲ့ပတ်သက်ပြီးလက်ရှိမှာ Brian Ambonbu ရဲ့ပြောကြားပုံအရဆိုရင်တော့ဒီကိစ္စနဲ့ပတ်သက်ပြီးသူအနေနဲ့ဒါနိုင်ငံအသင်းနဲ့ဒါ Manchester United အသင်းဘက်ကနေပြီးတော့ဒါတရားဝင်သတ်မှတ်ထားတဲ့ဒိတ်မှာသူအနေနဲ့စတင်ပြီးသွားမယ်လို့သိရတယ်မှာပါတယ်။ပြိတက်တွေကလက်ရှိမှာနီးပြအပောင်းဝင် Brian Ambonbu ကိုဒီနှစ်ဒါကျွန်တော်တို့ Fcon ကိုတော့မလွတ်ချင်တဲ့သဘောမှာရှိပေမဲ့ဒါ Brian Ambonbu ကအ ਨੇ ဆုံးတော့ဒါကျွန်တော်တို့သူ့ရဲ့နိုင်ငံကိုစားပြုကိုပြုလုပ်ရမှာဖြစ်တော့သူအနေနဲ့သွားတော့ရှင်ပြန်မှာဖြစ်တယ်။အဲ့တော့ Cameroon အသင်းနဲ့ခုလက်ရှိမှာဒီနှစ်မှာတော်တော်လေးကိုဒါတောက်တင်းလို့စင်နီဂေါ်ရိုးအစုလည်းတောက်တင်းတယ်လို့ပြောလို့ရမယ်တယ်မှာပါ။အဲ့တော့ Brian Ambonbu ကိုကိုယ်တော်လ ည်းရှိမှအဲဒါကျွန်တော်တို့ကင်မရွန်အသင်းကနိုင်ငံအတွက်ကိုစားပြုစီခြင်းပြီးတော့ဒါနောက်ဆုံးနေ့ထိပေါ့နော် United ဘက်ကဒါကျွန်တော်တို့လာလွန်ခဲ့တဲ့ဒါ နှစ်တွေကပုံစံအန်ဒရီအိုနာနာနဲ့နှစ်တော်ရောလို့ပဲဒါကျွန်တော်တို့ private jet season ပေးတာတို့ဘာလို့ပုံစံမျိုး United ဘက်ကလှုပ်ဆောင်ပြီးမဲ့လူတွေသိရတယ်မပါတယ် United ဘက်ကတော့ဒါကျွန်တော်ကစားသမားကိုသူ့ရဲ့နိုင်ငံအတွက်ကူစားပြုစီခြင်းနဲ့ဒါပေမဲ့ဒါကျွန်တော်တို့မှီမယ်ဆိုရင်မှီတဲ့ date လောက်ထိကိုအပြည့်အတိုင်းဆော့စီခြင်းသုံးမှာရှိတယ် Cameroon ကလည်းဒါကိုလက်ခံပေးသွားဖို့ရှိပြီးတော့ United ဘက်ကသာခရီးစဉ်များကြာခံကြာခံပေးခဲ့မယ်ဆိုရင်တော့ဒါကျွန်တော်တို့ Brian M1 ဘူရဲ့ဒါကျွန်တော်တို့ အဲဒိတ်ကူတော့သူတို့အနေနဲ့ညှိနှိုင်းပေးသွားဖို့ရှိတော့သိရတယ်မဟုတ်ပါအဲ့တော့ပြောချင်တာဒါ F ကုံကဒါကျွန်တော်တို့ဒါလာမဲ့ဒါ D ရက်ကံမဲ့ဆိုအဲ့ဒီရက်မကန်ခင်တရက်လို့နှစ်ရက်လို့မှာပွဲရှင်အဲ့ဒီပွဲကိုပေးကံသွားဖြစ်ပြီးအဲ့ဒီပွဲပြီးမှပဲဒါကျွန်တော်ကင်မရွန်နိုင်ငံပွဲစဉ်တွေကိုလာပြီးကံသွားမယ်လို့သိရတယ်မဟုတ်ပါအဲ့တော့ပြောချင်တာဒါကျွန်တော်ကင်မရွန်ဘက်ကလည်း United ကိုနားလည်ပေးဖို့ ready ပဲဒီနေ့မှကစားသမားကိုလည်းလက်ရှိမှာ United ပြည်သက်တွေကတော်တော်များများချီးကျူးနေတာကိုတွေ့ရမယ်တယ်မဟုတ်ပါအဲ့တော့အာမက်ဒီယာလိုကဒီနေ့မှာဒါကျွန်တော်တို့ကင်မရွန်ကကျွန်တော် Brian အမုံမှုနဲ့နည်းနည်းလေးကွဲတဲ့ပုံစံကတော့သူကတော့နည်းနည်းလေးစောထွက်မယ်လို့သိရတယ်မှာပါတယ်အာမက်ဒီယာလိုနည်းလက်ရှိ ီမှာသူ့အနေနဲ့ဒါကျွန်တော်တို့ Manchester United ပွဲရှိတော်ညလည်းသူကတော့နည်းနည်းလေးဆောထွက်မယ်လို့သိရတယ်မှာပါတယ် Brian Ambon ဘူးလို့မဟုတ်ဘဲနဲ့သူ့အနေနဲ့ဒါ၂ရက်၃ရက်လောက်နည်းနည်းဆောထွက်မယ်လို့သိရတယ်မှာပါအဲ့တော့လက်ရှိမှာ Ivory Coast ကစားသမားတစ်ဖြစ်နေတာ Ahmed Diallo ကဒါကျွန်တော် Brian Ambon ဘူးက၂ရက်လုံးကတော့သူ့ရဲ့ Africa နိုင်ငံအသင်းတွေကိုကိုးစားပြုဖို့ ready ဖြစ်ပေမဲ့နှစ်သင်းဒါ United ဘက်ကလည်းကစားသမားတွေကိုတားသွားဖို့စီစဉ်မရှိဘူးဒါပေမဲ့သူကစားသမား၂ရက်လုံးကိုနောက်ဆုံးချိန်ထိဆွဲသွားဖို့တော့ဒါကျွန်တော်တို့ ပြင်ဆင်လာတယ်လို့သိရတဲ့နေရာမှာပါပါတယ်အဲ့တော့မိတို့ပင်စိုးစေကောင်မန်ချက်စတာယူနိုက်တက်အသင်းအတွက်ကတော်တော်လေးကိုဒါကျွန်တော်တို့ဒါသတင်းကောင်းလို့ပြောလို့ရတယ်သူတို့အနေနဲ့လက်ရှိမှာဒါ F ကောမှာသူတို့ရဲ့အဓိကဒီနှစ်အကောင်းဆုံးကစားသမားနှစ်ယောက်ကိုဆုံးရှုံးရမယ်ဆိုရင်တော့ဒါတော်တော်လေးကိုခံပြင်းသွားမယ့်အရာတစ်ခုရှိပေမဲ့အခုလက်ရှိမှာဒါအချိန်အများကြီးတော့ဆုံးရှုံးရဖို့အနေထားမှာမရှိတော့ဘူးလို့ပြောလို့ရမယ်ဒီမှာပါပါတယ်ဒါနံပါတ်နောက်တစ်ခုပြောရမယ်နောက်နောက်တဲ့သတင်းတစ်ခုပြောရမယ်ဆိုတော့ Manchester United တိုက်စစ်ပိုင်း Manchester Benjamin Sesko အနေနဲ့ဒူးတန်ရာကလက်ရှိအခြေအနေနောက်ဆုံးကြားတဲ့သတင်းတွေရောအရန်ကြီးပြ င်းထန်ခြင်းတော့မရှိပေမဲ့ကာလတစ်ခုရောက်တော့နားရမယ်လို့သိရတယ်မှာပါအဲ့တော့လာမယ့်ဒါကျွန်တော်ရပ်ပိုင်းအတွက်မှာ Benjamin Sesko အနေနဲ့ဒူတန်ယာနဲ့ပတ်သက်ပြီး CD scan လောက်အောင်မဖြစ်ပြီးတော့ကျွန်တော်ဒီလောက်ဒီနေ့မှာသုံးဖို့မနှက်ပြန်မှာတော့အဖြေတစ်ခုခုသေးသေးချာချာသိရမယ်လို့သိရတယ်မှာပါတယ်နောက်ဆုံး update ဒါ Samuel Lacks ရဲ့ပြောပုံအရဆိုရင် Manchester United တိုက်စစ်မှုဖြစ်တဲ့ Benjamin Sesko ကတော့သူ့ရဲ့ဒူတန်ယာနဲ့ပတ်သက်ပြီးအရန်ကြီးစိုးရိမ်စရာမလိုဘူးလို့လည်းသိရတယ်မှာပါပြောချင်တာဒဏ်ရာမပြင်းထန်ဘူးလို့ပြောလို့ရမယ်မှာပါဒါပေမဲ့ United ပြည်သက်တွေကလက်ရှိမှာ Benjamin Sesko ရဲ့ Chase Wan နဲ့ပတ်သက်ပြီးဒါ Tottenham Hotspur နဲ့ပွဲစဉ်မှာတော်တော်လေးကိုစိတ်ပြတ်တဲ့လူတွေ လည်းရှိလာခဲ့တယ်။ဒါပေမဲ့ Sasco ကလည်းရှိမှာသူကိုယ်တိုင်လည်း performance ပိုင်းရတာအများကြီးဒါအခြေမရသေးတာလည်းပြောလို့ရမယ်တော့ပါတယ်။ကစားသမားတွေနဲ့အခြေတစ်ခုသာပေးခဲ့မယ်ဆိုရင်တော့တော်တော်လေးကိုကောင်းမဲ့အနေထားမှာရှိရလို့ကျွန်တော်ရဲ့ပုံကူကြီးရမှာကျွန်တော်လည်းမြင်တယ်။ဒါပေမဲ့ Benjamin Sasco ကဒါအချိန်ပေးရမယ်ကစားသမားတွေနောက်တရလို့မြင်တယ်။ဒါပေမဲ့ပြဿနာကလည်းလက်ရှိမှာ White Land တော့ကလိုပဲ Manchester United အသင်းကလည်းခံခဲ့ရပြီးပြီဖြစ်တဲ့အတွက်ကြောင့်အခု Benjamin Sasco မှာလည်းဒါကြောင့် Manchester United အသင်းနဲ့မခံရအောင်ဘယ်လိုမျိုးဆက်လုပ်ဖို့ရှိလဲ။အဲ့ဒါကိုတော့တစ်ချက်တော့စောင့်ကြရတယ်။ဒါ Ruben Amorim ပြောပုံရဆိုတော့ Benjamin Sasco ရဲ့ဒါကျွန်တော်ဒဏ်ရာပေါ်မူတည်ပြီး Manchester Manchester United နဲ့သူနဲ့ဒါကျွန်တော်တို့ကစားသမားအသစ်ကိုခေါ်ယူရေးအတွက်အဓိကဆွေးနွေးသွားမယ်လို့သိရတယ်ပေါ့ကျွန်တော်အနေနဲ့ကစားသမားအသစ်ခေါ်ယူတာတည်းဆိုင်ဒါလက်ရှိ bench ပေါ်မှာလည်း Joshua Zigzigi ရှိနေတာပဲ Zigzigi ကိုအဓိကသုံးမယ်ဆိုရင်ဘာလို့မရမှာလက်ရှိမှာလည်းကျွန်တော် Brian Amwan ဘူးကိုလည်းဆုံးရှုံးမှုရှိထားတဲ့ Manchester United နဲ့ Zigzigi ဒါအသစ်မှာရှိမယ်ဆိုတော်တော်လေးကိုအဆင်ပြေသွားနိုင်မယ်အနေထားမှာရှိလို့မြင်တယ်ဒါပေမဲ့ Joshua Zigzigi ကိုတိုင်ကလည်းလက်ရှိမှာ Manchester United အသင်းရဲ့ဒါကျွန်တော်ခဏလေးသုံးတာတည်းဆိုင်သူအနေနဲ့သူဒီနိုင်ငံဒါကျွန်တော်ကမ္ဘာဖလားပွဲစဉ်မှာသူအနေနဲ့ပြန်ပြီးပါလာဖို့အတွက်ရွေးချယ်ခံရဖို့အတွက်ဆိုသူအနေနဲ့မိနစ်လိုတယ် ဂျော့ရှေစီစီကသူ့ရဲ့အေဂျင့်တခုလည်းရှိမှာ Everton ကိုဒါကျွန်တော်တို့ rumor ကိုနှစ်သိန်းလုံးနဲ့တရားဝင်စကားပြောနေပြီဖြစ်ပြီးတော့ဖြစ်နိုင်မယ်ဆိုရင်တော့ဆောင်းရသည်မှာတခါလေးထွက်ချင်တယ်ဒါပေမဲ့လက်ရှိမှာဂျော့ရှေစီစီရဲ့ဒါထွက်ဖို့အတွက်ဒါတို့အခြေအနေတွေကတော့လက်ရှိ Brian M. Wemmo F. ကိုသွားမဲ့ကိစ္စတွေရောဒါပြင်ကျွန်တော် Benjamin Sesko ဒူးဒန်ရသွားတဲ့ကိစ္စတွေကြောင့်မဟုတ်ကတာ Zigzi နေနဲ့ Manchester United အသင်းမှာဆက်လက်ပြီးနေရဖို့အတွက်အခွင့်အရေးဖန်လာခဲ့ပြီလို့ပြောလို့ရမယ်တော့ပါဒါပေမဲ့ကစားသမားကိုယ်တိုင်ကလည်းသူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးဘယ်လိုဆုံးဖြတ်ချက်ချသွားမလဲဆိုတာကိုတော့တော်တော်လေးကိုစောင့်ကြည့်ရမယ့်အနေအထားမှာရှိရလို့ကျွန်တော်အနေနဲ့မြင်တယ်အဲ့တော့ Benjamin Sesko ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးဘာမှသိပြီးဆိုရင်ပြော Sesko က Manchester United အသင်းမှာပဲဆက်ပြီးရှိအောင်မယ်ဒါပေမဲ့လက်ရှိမှာ Ruben Amorim ကိုယ်တိုင်ကလည်း Sesko ကိုသဘောကျနှစ်သက်နေပြီး Sesko ကိုအချိန်ပေးရမယ့်ကစားသမားတစ်ယောက်ဖြစ်တယ်ဆိုတာကိုလည်းသူ့ရဲ့သတင်းစာရှင်း င်းပွဲမှာထည့်ပြောသွားတာကိုတွေ့ရမှာဒါပေမဲ့သူတို့အနေနဲ့ဒါလိုအပ်မယ်ဆိုရင်တော့ဝါရင်တိုက်စစ်မှုတယောက်ကိုဈေးသက်သက်တသားနဲ့ဒီနေ့ဆောင်ရသည်မှာခေါ်ယူသွားနိုင်တယ်ဆိုတဲ့သတင်းတွေထွက်လာခဲ့တယ်။ဒီသတင်းတွေထွက်ထားတဲ့တိုက်စစ်မှုတယောက်ကလက်ရှိကောလာဟာလာရဲ့တက်နေတာကဘယ်လိုလဲဆိုတော့ဒါဆော်ဒီအာရေဗျကထွက်ခွာခြင်းပြီးပရီးမီးယားလိမှာလည်းဝါရှိတဲ့ကစားသမားတယောက်ဖြစ်တဲ့အိုင်ဗန်တိုနီလို့လည်းသိရတာမှာပါတယ်။အိုင်ဗန်တိုနီကလက်ရှိမှာသူ့ရဲ့ဒါကျွန်တော်ဆော်ဒီအာရေဗျကလပ်မပြောရှင်တော့ပရီးမီးယားလိကိုပြန်လှည့်ဖို့တာဒါနံပါတ်1ပြီးနေတယ်။ဒါပေမဲ့လက်ရှိမှာဒါကျွန်တော်အိုင်ဗန်တိုနီကသူ့ရဲ့ဆရာတော်မက်ဖရန့်နဲ့လေဒါကျွန်တော် reunite လုပ်ဖို့အတွက်နော်လေးကိုဒါအခြေအနေပေးတယ်တဲ့ ပါတယ်စပါးအသင်းကဒီနေ့ဆောင်းရသည်မှာဒါရစ်ချယ်လီစင်ကိုအသင်းကနေထုတ်ပြခဲ့မယ်ဆိုရင်အိုင်ဗန်တိုနီပဲလှည့်သွားမှာဖြစ်တဲ့ကြောင့်မို့အိုင်ဗန်တိုနီကိုတော့မန်ချက်စတာယူနိုက်တက်အသင်းနဲ့စပါးအသင်းလို့ရှင်လူရမယ်နေသားတစ်ခုဖြစ်သွားနိုင်တယ်လို့သိရတယ်မှာပါတယ်နောက်ဆုံးသတင်းတစ်ခုအနေနဲ့ပြောရမယ်ဆိုရင်တော့မန်ချက်စတာယူနိုက်တက်လက်ရှိကွင်းလေကစားသမားဖြစ်တဲ့ကိုဘီမိုင်းနူပါကိုဘီမိုင်းနူကလက်ရှိမှာမန်ချက်စတာယူနိုက်တက်အသင်းကထွက်ဖို့အတွက်တဖြည်းဖြည်းနဲ့တေချာလောက်ရှိသွားပြီလို့ပြောလို့ရမယ်တယ်မှာပါတယ်လက်ရှိမှာဒါကျွန်တော်ပွဲတွေမှာကြံရစ်ခဲ့လို့ဒါကျွန်တော်လက်ရှိနောက်ပိုင်းပွဲစဉ်တွေမှာလုံးဝမိနစ်မရတော့တဲ့ဒါကျွန်တော်ကိုဘီမိုင်းနူအနေနဲ့သူ့အနေနဲ့ဒါနာမည်အင်္ဂလန်နဲ့အတူကမ္ဘာ ဖလားပွဲစဉ်တွေကိုပါဝင်ပတ်သက်ခြင်းတဲ့အတွက်ကြောင့်မသူအနေနဲ့အသင်းပြောင်းဖို့အတွက် ready ဖြစ်သွားပြီလို့သိရတယ်မှာပါတယ်ဒီနေရာမှာကစားသမားကတော့ပထမအငှားနဲ့ပြောင်းဖို့အတွက်ပြင်ဆင်လာခဲ့ပေမဲ့ Ruben Amorim ရှိနေသူတွေသူအနေနဲ့ဒါကျွန်တော်တို့အပီးသက်ပြောင်းရွှေ့ဖို့လဲစဉ်းစားသွားမယ်ဆိုတဲ့သတင်းတွေတောက်လျှောက်ထွက်ပေါ်လာခဲ့တယ်ကိုဗီမိုင်းနီကိုတော့လက်ရှိမှာကောလာဟာလာတွေရတာကျွန်တော်တို့ Manchester City ကအဆက်စိတ်ဝင်စားနေတယ်ဒါပေမဲ့ကိုဗီမိုင်းနီကိုတိုင်က City အသင်းကိုပြောင်းရွှေ့ဖို့အတွက်လက်ရှိမှာတော့မဖြစ်နိုင်သေးဘူးလို့ပြောလို့ရတယ်ဒါထို့ဝင်တိုင်း Manchester United ကစားသမားတွေဆိုအများနဲ့အားပေးနေတဲ့နောက်သတင်းဖြစ်တဲ့ Chelsea အသင်းကလည်းကိုဗီမိုင်းနီကိုစိတ်ဝင်စားတယ်သူတို့ရဲ့ကွင်းလယ်ဘက်မှာမိုင်းတူကတော်တော်လေး အားကိုးရမယ်လို့မြင်ပြီးလူမျိုးလာဗီယာမချခဏဒဏ်ရာရနေတဲ့အပေါ်မှာကောဒီကစားသမားတွေကဒါကျွန်တော်တို့လက်ရှိမှာအသင်းအတွက်ကိုစားပြုနိုင်မယ်လို့မြင်နေလက်ရှိမှာတကယ်တမ်း seriously လုံးဝစိတ်ဝင်စားနေတဲ့၃သင်းလည်းရှိတယ်အဲ့ဒါကကျွန်တော် Everton, Leeds United, Tottenham Hotspur အသင်းဒီ၃သင်းကလည်းလက်ရှိ ဒီ၃သိန်းကလည်းလက်ရှိဒါကျွန်တော်တို့ဟိုအပိသက်ဝယ်ဖို့တစုံစားတယ်တော်တန်ဟော့စ်ပါသိန်းကလည်းသူတို့လာမန်ချက်စတာယူနိုက်တက်နေလူပဲပက်ပေးစာကိုဒါကျွန်တော်တို့လက်ရှိသူ့ရဲ့နိုင်ငံအသင်းကို AFCON မှာလွှင့်ရမှာဖြစ်တဲ့ကြောင့်ကိုဝီမိုင်းတူကိုသူ့ရဲ့နေရာမှာအစားထိုးခြင်းတဲ့ဘောမှာရှိတယ်စပါသိန်းကအငှားဒါကြိုက်ကြိုက်နေတဲ့တည်းဆိုရင်တော့အပိသက်ခေါ်ယူပိုင်ခွင့်နဲ့ခေါ်ယူဖို့တဲ့လက်ရှိမှာပြင်ဆင်နေတယ်ဒီကစားသမားတွေစပါသိန်းကဒါအနည်းဆုံးပေါင်တန်း40 60ကျောက်ကိုအသုံးပြုသွားဖို့လည်းပြင်ဆင်နေဆိုတဲ့တဲ့တွေမှာထွက်လာခဲ့တယ်အဲ့တော့ကိုဝီမိုင်းတူကအခုလက်ရှိမှာခေါ်ခြင်းတဲ့ကလပ်တွေတော်တော်လေးကိုများတယ်အငှားနဲ့ခေါ်ခြင်းတဲ့ကလပ်တွေလည်းတော်တော်လေးကိုရှိပြီးအငှားနဲ့ခေါ်ယူခြင်းတဲ့ကလပ် မှာတော့ Everton ရဲ့ Lee United ရဲ့ Lee ကျွန်တော် sorry Napoli ရဲ့ Roma ရဲ့ဒီသင်းကရှေ့ကပြင်းနေသူရတယ်မှာပါတယ်အဲ့တော့ဒါကျွန်တော်လက်ရှိမှာ Manchester United သတင်းသုံးခုလိုပဲပြောရင်းနဲ့ပဲကျွန်တော်သွားကုန်ပြီပါဟုတ်ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ DB4U တို့မှာဂျင်းလူစံပေါင်းကူညီလို့ရပါတယ်များများလေးလက်ကလစ်ဖို့မမေ့ကြပါနဲ့ဗျများများကလစ်မှာများများနိုင်မှာဖြစ်ပါတယ်အားလုံးပဲကြိုတူပါတယ်ကောင်းမွန်တော့နေ့နေ့ဖြစ်ပါစို့စုမုံကောင်းတောင်းပေးနေပဲကျွန်တော်တို့ရဲ့နောက်မှာပဲအေးစစ်စစ်တွေ့ကြတာပေါ့အားလုံးပဲကြိုတူပါတယ်ကျွန်တော်သွားကုန်ပြီပါဟုတ်ဗျဒီပေါ်ဗျ